ဟယ်လိုအားလုံးပဲမင်္ဂလာပါမကျူရီဘရယ်တရက်နေပြန်လဲကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ကျွန်တော်ကဘလုံးလောကရဲ့အပြောင်းအလဲသတင်းတွေအင်္ဂါသတင်းတွေကိုတင်ဆက်ပေးမှာမလို့စိတ်ဝင်စားမယ်ဆိုရင်ကျွန်တော်တို့တူတူအဆုံးထိလိုက်ကြည့်ပေးဖို့မျှော်လင့်ပါရစေဆိုတော့အားလုံးပဲစလိုက်အောင် Let's go ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app မကျူရီမှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ Chelsea တင်းက AC Milan တင်းရဲ့ကိုယ်တော်မ Match Michael ကိုခေါ်ယူဖို့ စ조사နေရဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။မတ်မန်ကန်နဲ့ချက်စီတို့ကြောင်းမှာဆက်ဆံရေးကောင်းနေရှိတာပြီးချက်စီဘက်ကမတ်မန်ကန်ကိုပြောင်းဖြစ်ကြေးပေါင်း၈တန်းလောက်နဲ့ရဖို့조사နေရပါ။ဒါပေမဲ့လည်း AC Milan ဘက်ကပေါင်းတန်း20နဲ့25တန်းကြာရမှာလက်လွတ်သွားပဲရှိပြီး AC Milan တင်းနဲ့မတ်မန်ကန်ကြောင်းမှာလည်းစာချုပ်တန်းကတနစ်သားကြန့်ရှိတော့တာပါ။ချက်စီတင်းကဒါကိုကောင်းနားလည်ထားပြီးမတ်မန်ကန်ကိုစာချုပ်တန်းမကုန်ခင်တနစ်အလိုမှာပေါင်း၈တန်းသုံးဖို့၁၀တန်းဝန်းကျင်နဲ့ရရှိဖို့조사နေရပါ။မတ်မန်ကန်ကလည်း AC Milan တင်းဘက်ကိုချက်စီတင်းကိုပြောင်းရွှေ့လိုတယ်လို့အတိအလင်းတိပေးထားတယ်လို့သိရပါတယ်။ဆိုတော့ဒီသတင်းကို Daily Mail ယူထားပါ။ သတင်းမြောက်သတင်းတပုတ်အနေနဲ့ကျွန်တော်ရေးချဲ့တဲ့သတင်းကတော့ခြေသီးတင်ကောက်ဟန်းတင်ရဲ့တာဝန်ခံသမားမူဟာမက်ကူတုကိုစိတ်ဝင်စားနေရတဲ့သတင်းပဲဖြစ်ပါတယ်။မူဟာမက်ကူတုကိုခြေသီးတင်ကလုံခဲ့တဲ့နှစ်နှစ်လောက်ကလေးကစိတ်ဝင်စားခဲ့တာဖြစ်ပြီး အရင်မြင်မာတဲ့ကြောက်ရှိကြတောင်းဆိုမှုကြောင့်လက်လုပ်ခဲ့ရဖြစ်ပါတယ်။ယူချိန်မှာဝဟန်းသင်းကိုရောက်ရှိနေပြီဖြစ်တဲ့ဝမ်ဝဲကုတုကိုချက်သီးသင်းကတဖန်ပြန်လဲဆင်ဝင်စားလာဖြစ်ပါတယ်။ဂျီရန်ဆန်ဂျိုမူဒရစ်တို့ကိုလက်လုပ်ခဲ့ရတဲ့ချက်သီးနေနဲ့ပေတောင်မနီယာမှာဝမ်ဝဲကုတုကိုအစားထိုးဖို့ဆင်ဝင်စားနေရဖြစ်ပါတယ်။ဝဟန်းသင်းကဝမ်ဝဲကုတုတို့ပြောင်းရွှေ့ကြပေါင်းတက်80လောက်ဒီလိုရှိနေပါတယ်။သူ့မဲ့ချက်သီးသင်းကဝဟန်းသင်းကပြန်လဲလိုအပ်နေတဲ့ဂူဒမရောဘတ်ဆန်ချစ်ကိုအလိုက်ပေးပြီးကန်လန်းလာဖို့ရှိရလို့သိရပါတယ်။ဒီဒင်းကို Skype ပေါ်ပေါ်ပြတာပါ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Manchester City တင်းကဟိုဝါဒန်နဲ့နောက်ခံလူ Ray Ignori ကိုခေါ်ယူဖို့ကစားသမားဖြစ်သူနဲ့ကိုဟိုဝါဒန်နဲ့ပါတဘောတူညူရရှိပါလို့သိရပါတယ်။နောက်ထပ်ကြေးပြင်း Yuri 30ကိုဟိုဝါဒန်နဲ့စီမှာ City ကပေးချေတော့မှာဖြစ်ပြီးကစားသမားဖြစ်သူနဲ့ရက်ပိုင်းတွင်းမှာဆီးဆဲသွားမှာလို့သိရပါတယ်။ဒါကြောင့် Ray Ignori ကလက်မယ့်ရာဒီမှာ Manchester City ရဲ့နောက်တက်မှာမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီသတင်းကိုတော့ Sky Italia ကဖော်ပြထားတာပါ။ မန်ချက်စတာစီးတင်းဟာလိုင်ယွန်တင်းရဲ့အသက်20နှစ်အရွယ်ကွင်းလယ်တိုက်စစ်ကစားသမားရန်ချာကီကိုခေါ်ယူဖို့အလွန်နှိစက်နေပြီလို့သိရပါဗျ။ပြင်သစ်ကလာတဲ့သတင်းတွေအရရန်ချာကီဟာမစီးတင်းကိုပြောင်းချုပ်ဖို့စိတ်ဆန္ဒရှိနေပြီးလိုင်ယွန်တင်းကလည်းဒီနေ့ရာဒီကုန်မှာကစားသမားကိုလက်လွတ်သွားဖို့ဆန္ဒရှိနေပါဗျ။မစီးတင်းကလိုင်ယွန်တင်းကိုရန်ချာကီတို့ပြောင်းချေချေဖြစ်ယူအတန်း30ကနေ40ကြာတိပေးချေဝမ်းဖြစ်ပြီးကစားသမားနဲ့မစီးတို့ကြားမှာတက်တန်းချီစာချုပ်ချုပ်တော်မှမလို့သိရပါဗျ။အဲကြောင့်ရန်ချာကီကလည်းမန်ချက်စတာစီးတင်းကိုပြောင်းချုပ်ဖို့အလားအလာအနေနဲ့ကောင်းနေကစားသမားဖြစ်တယ်လို့သိရပါဗျ။စီးတင်းကိုတော့စပိန်နာမည်ကြီးတင်းလာဖြစ်တဲ့လစ်ကွစ်ကဖော်ပြထားပါဗျ။ မန်ချက်စတာယူနိုက်တက်တင်းဟာဘရမုတ်တင်းရဲ့တောင်ပါမှာအန်ဘွန်ဘူးကိုခေါ်ပြီးဖို့ကလပ်တင်းနဲ့ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။အန်ဘွန်ဘူးနဲ့မန်ချက်စတာယူနိုက်တက်ကမှပုဂ္ဂိုလ်ဆိုင်ရာသဘောတူညီမှုတွေရရှိသားပြီးကလပ်တင်းနဲ့ဆွေးနွေးမှုတွေအောင်မြင်ဝိုင်းရင်အန်ဘွန်ဘူးကမန်ချက်စတာယူနိုက်တက်တင်းရဲ့ကစားသမားတစ်ဖြစ်လာတော့မှာပါ။ မန်ချက်စတာယူနိုက်တက်နဲ့ငါဘရန့်ဖို့တင်းထံကို MVP တောက်ကြောင့်ချိန်ချင်းပြေပေါင်တန်း90တိပြီးချေသွားဖို့ရှိနေမြဲဘရန့်ဖို့တင်းကပေါင်55တန်းတိအလိုရှိနေရပါဒီတောက်ချိန်ချင်းပမာဏကိုဒါအဆင်ပြေအောင်ညှိနှိုင်းနိုင်ခဲ့ရင် MVP ဟာမန်ချက်စတာယူနိုက်တက်တင်းရဲ့ကစားသမားတစ်ဖြစ်လာတော့မှာပါပြီးခဲ့တဲ့အပကာမှာမစ်ထရက်ကူညာကိုခေါ်ယူရတဲ့မန်ချက်စတာယူနိုက်တက်တွေဟာတောင်းချိန်မှာခက်မြန်မြန်လှုပ်ရှားနေပြီး MVP ကိုခေါ်ယူပြီးတာနဲ့အထောက်အထားစုမှုတွေကိုထပ်မံချပွေရမယ်လို့သိရပါတယ်ဒီဒီလေးကိုတော့ Sky Sport ကပေါ်ပြထားတာပါ မန်ချက်စတာယူနိုက်တက်တင်ဟာထိုက်တင်းတင်းကြီးတွေဖြစ်မှာဖြစ်တဲ့ဗီတာယိုဂရက်ကိုခေါ်ယူဖို့ပုဂ္ဂိုလ်ရေးဆိုင်ရာရှင်းကပ်မှုတွေပြုလုပ်နေလို့သိရပါတယ်။လီးပြအမိုးရင်းနဲ့ဆက်ဆံရေးကောင်းနေရှိခဲ့တဲ့ဗီတာယိုဂရက်ကချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့အတိုင်းမန်ချက်စတာယူနိုက်တက်တင်ကိုကစားဖို့ဆန္ဒရှိနေလို့သိရပါတယ်။ကစားသမားဖြစ်သူကဆန္ဒရှိနေတာကြောင့်မန်ချက်စတာယူနိုက်တက်တင်ကလည်းမိမိတို့တင်းတန်လာရောက်ဖို့အစွမ်းကုန်ကြိုးစားအောင်မယ်ဆိုတဲ့အကြောင်းအသိပေးထားတယ်လို့နားလည်ရပါတယ်။ဒီသတင်းကိုတော့နံပါတ်ကြီးသတင်းတော့ဖြစ်တဲ့ Just Cop ဘဏ်ကဖော်ပြထားတာပါ။ အာဖနက်တင်းကအတင်းတွဲအဓိကလိုအပ်တဲ့နေရာဖြစ်တဲ့အထောင်တက်မှုနေရာကိုဘင်ဂျမင်ဆက်ကွန်နဲ့ဖြည့်ဆည်းဖို့ရည်ရွယ်ထားပေမဲ့လိုက်စ်တင်းနဲ့ပြောင်းရွှေ့ခြင်းညှိနှိုင်းရမှာအဆင်မပြေဖြစ်နေတယ်လို့သိရပါတယ်။လိုက်စ်တင်းကပေါင်တန်း90တိပြောင်းရွှေ့ခြင်းကိုလိုရှိနေပြီးအာဖနက်တင်းကပေါင်တန်း80တိပါပဲပြေးရှိနေတာပါ။အာဖနက်တင်းနဲ့လိုက်စ်တင်းတွေပြောင်းရွှေ့ခြင်းညှိနှိုင်းမှုမှာပေါင်20တိကွာဟနေပြီးဘင်ဂျမင်ဆက်ကွန်ပေါင်တန်း90မှမရရင်မြောင်ဘူးလည်းတဲ့တင်ရလေအာဆင်နယ်ကိုကြောင်းကြံထားပါဗျာ။ဒါကြောင့်အာဆင်နယ်တင်ရလေကြောင်းချီချီကြီးနေတဲ့မှာခက်ခဲတဲ့ကြုံနေမြေကစားသမားအလိုက်ပြည့်ပုံစံနဲ့ပြောင်းလဲကန့်လန့်မှုရှိနေတယ်လို့သိရပါဗျာ။ဒီသတင်းကိုတော့စကိုင်းဂျာမနီကဖော်ပြထားတာပါ။ ဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တာကတော့နောက်ဆုံးရအပြောင်းအလဲသတင်းတွေဖြစ်ပါတယ်။နောက်ပတ်ဒီမှာလည်းပိုကောင်းတဲ့အားသာစီရင်နဲ့ကျွန်တော်ပြန်လာခဲ့မှာမလို့ Matthew Variety Facebook page လေးကို like and follow လုပ်တာပို့တောင်းဆိုချင်ပါတယ်။ YouTube ကြည့်နေတဲ့ညီကိုနေနဲ့လည်း channel လေးကို subscribe တော်ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။အားလုံးနောက်တစ်ပတ်မှာအတူတူပြန်ဆုံတွေ့ကြပါမယ်။ဒါပြင်ကလပ်ဝေါ်ကတည်းလည်းလာအောင်မှာမလို့ဒီဟာတွေကိုလည်းကျွန်တော်ပို့ချုပ်သုံးသပ်ချက်တွေပြုလုပ်ပေးမှာဖြစ်ပါတယ်။ဆိုတော့အားလုံးပဲပြန်လည်ဆုံတွေ့ကြပါမယ်။ကျေးဇူးများကြီးတင်ပါတယ်။